ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ခွာ channel ကနေကြိုဆိုပါရရှင်။ကျမကတော့စာဖတ်သူခေပဲဖြစ်ပါတယ်။ကျမအခုပတ်ပြမယ့်ဝတ္ထုတို့လေးကတော့ဆရာမြတ်တန်းတင်ရေးသားထားတဲ့မပေးချင်သော အဖြေဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်။မပေးကျင်သောအဖြစ်ကျောင်းအောင်ဆရာကြီးအသေးရောက်လာပြီဆိုသောသတင်းသည် သူတို့ကြောင်းကလေးတစ်ကြောင်းလုံးတို့ချက်ချင်းပြန့်နှံ့သွားသည်ဆ ਿਆ မများဤနာနေကန်းတွေတွင်ယနေ့တင်ရမည့်တင်ကန်းစာများကိုကြည်နေစဉ်ထိုသတင်းကိုသူမှကြားရခြင်းဖြစ်သည် တခြားသောဆ ਿਆ ဆ ਿਆ မများနှင့်အတူသူ့ကိုနှုတ်ဆက်ရအောင်တော်မီတခြားဘယ်ကိုမှရှောင်ပြေး၍မရနိုင်တော့ပြီသူမတကူလုံးသည်တုံသွားသည်တို့ရရင်ရှောင်လွဲ၍မရနိုင်တော့ပြီနောက်ရောက်လာတဲ့ဆရာကြီးကတော်တယ်တဲ့ပြီးတော့စီကံလဲတိတ်ကြီးတယ်တဲ့ ူမနဲ့လှုပ်ဖော်ကင်ဘတ်ဆီယာမတယောက်ကပြောနေသည်ထိုပြပြမျိုးသည်ဖြစ်တော့ဖြစ်ခဲ့သောကိစ္စမျိုးမဟုတ်ဖြစ်နိုင်ဖြစ်တတ်သော ကိစ္စမျိုးသာဖြစ်သည်ယခု ထိုတိုင်းပင်ဖြစ်လာလိမ့်မည်သူမ၏လှပသည့်မျက်နှာကလေးသည်ဖြော့တော့သွားကငင်းငိုင်သောအကြည့်သည် ဝိုင်းဆက်နှက်မောင်သောမျက်လုံးများထဲသို့ရောက်လာသည်အချိန်ရောက်သည်နှင့်ဆီယာဆီယာမများသည်အဝတ်အစားကိုတက်ရက်အောင်ပြုပြင်ကဖွင့်ထားသောဆီယာကြီး၏ရုံးခန်းထဲသို့တန်းစီဝင်လာခဲ့ကြသည်ဆရာကြီးက သူစပွဲနောက်တွင်ရက်ကဝင်လာတော့ဆရာဆရာမများကိုကြိုဆိုသည်ဆရာကြီးမှာအရက်မနှိမ့်မမြင့်ကိုလုံးပြည့်ပြည့်မျက်နှာလုံးလုံးနှာခေါင်းကောက်ကောက်မျက်လုံးပြူးပြူးနဲ့ဖြစ်သည်ဆရာကြီးနှင့်ပတ်သက်၍ပထမဆုံးမြင်ရသော အရာမှာလှိုင်းလုံးတစ်လုံးပေါ်တွင်ရှိသည့်ရေမြုပ်များလိုပင်ခက်ကွိကွိခက်ဝိုက်ဝိုက်ဖြစ်နေသည့်ထူထဲသောနှာခေါင်းမွေးဖြစ်သည်သူမသည်မျက်လုံးများကိုဆရာကြီးအရင်ဘက်စီသို့စိုက်ထားကရှေ့သို့တိုးလာခဲ့သည်ဆရာကြီးအမျက်လုံးများကိုရှောင်လွဲကာ လက်ကိုကမ်းပေးသည်။သူမတွေဘာစကားပြောစရာရှိပါသနည်း။သူများတွေပြောကြသည့်စကားမျိုးသာရှိသည်။တို့ရတွင်သူမသည်စကားတလုံးမှမပြောနိုင်ပဲတိတ်ဆိတ်နေသည်။သူမျက်လုံးများသည်မိတိခံစားချက်မျိုးကိုဖော်ပြနေကြမည်နီးဟုသူမတွေးနေသည်။သူဤကြမ်းတမ်းသောလက်များဖြင့်သူမ၏လက်ကိုလှုပ်ရမ်းပြီးနောက်ကျေစူးတင်ပါれ။ဟုအတန်အော်အော်ဖြင့်ပြောသည်။သူမသည်အင်ဒိုရီယာယာဖြင့်ပြန်လှည့်လာကအပြင်သို့ထွက်လာခဲ့သည်။ အတန်းထဲရောက်၍စာပြနေသည့်အခါတွင်သူမသည်စိတ်ညစ်စရာတွေကိုမေးပျောက်သွားသည်တို့ရာတွင်သူမမျက်နှာမှာပြက်နေသည်တပည့်မကလေးများကဆီယမဘာဖြစ်နေသလဲမသိဘူးဟု ပြောကြသည် အိမ်သို့ပြန်ရောက်သည့်အခါ၌သူမသည်အဝတ်စားလဲပြီးအမေနှင့်အတူ ထမင်းစားရန်ထမင်းစပွဲတွင်ထိုင်သည်အမေကသူ့မျက်နှာကိုကြည့်ကဒီနေ့အဆင်ပြေရဲ့လားဟုမေးသည် ဗဒရန်ဗရာဝီလီသူမကခတ်တူတူဝင်ပြောသည်အမေတိတယ်မဟုတ်လားအခုသမီးတို့အကြောင်းကိုကြောက်အုပ်ကြီးအဖြစ်ရောက်လာတယ်ဟင်ဟုတ်လားထို့နောက်အတန်ကြာတိတ်ဆိတ်နေကြသည်တိတ်တော့အရေးမကြီးပါဘူးအမေရဲ့ကိစ္စကကြာလဲကြာပြီဆိုတော့မိလောင်ရောပေါ့ဟုသူမကပြောသည်ထမင်းစားပြီးနောက်ကျောင်းမလေးကျန်ကန်စာအုပ်များကိုမပြည့်မီအနားယူရန်သူ့စာကြည့်ကန်းတို့လာခဲ့သည် သူမသည်သူ့ကိုလုံးလုံးမေ့နေလေပြီ။အိုးလုံးလုံးတော့လည်းမဟုတ်သေးပါ။သူ့လိုလူကိုဘယ်နဲ့လို့လုံးလုံးလာရမေးပြောက်လို့ရနိုင်မှမင်းနီ။သူတို့အိမ်တို့လာ၍သူမကိုတင်ချလာတင်ပေးတော့ကသူမသည်အပြူဖျန်းကလေးသာရှိသေးသည်။သူကသူမထက်အသက်25နှစ်ကြီးသည်။သူမအဖေနဲ့မှရွယ်တူလောက်ရှိပေလိမ့်မည်။လူကတော့ကပြစ်ကညစ်ပဲအမေရဲ့။ဒါပေမဲ့အတင်ပြားကတိတ်ကောင်းတာပဲ။ဟုတ် အမေကိုပြောခဲ့ဘူးတည်။အမေကဒါကအရေးမကြီးပါဘူးသမီးရဲ့အရေးကြီးတာကအစာအသင်ပြကောင်းဖို့ပဲမဟုတ်လားဟုပြန်ပြောခဲ့သည်။သူသည်တော်တော်ရဲစရာကောင်းသူဖြစ်သည်။သူမသည်သူနှင့်ယင်းနှင့်ခင်မင်သွားခဲ့ကြကသူ့ထံမှအသိပညာတွေရခဲ့သည်။ထို့နောက်မိတို့ဖြစ်သွားသည်နီ။သူ့အမူအရာတွေပြောင်းလာသည်ကို သူမကောင်းကောင်းသတိမပြုမိလိုက်။သူမကလည်းသူ့ကိုယ်ကိုကာကွယ်ရန်မကြိုးစားမိ။ တနေ့အမေကဒေါ်လေးတယောက်အားစေးုံသွားမေးရန်အပြန်ထွက်သွားသည့်အခါအတွင် သူဒီမပြန်သေးပဲအိမ်တွင်ခြံနေရခဲ့သည်။သူမသည် သူ့ကိုဒုတိယအဖေတယောက်လို့သဘောထားသဖြင့်သူ့အပေါ်တွင်တန်တရာရဲ့လို့ဘာမှမရှိ။ထို့နောက်မိတို့ဖြစ်သွားသည်နီ။မိမိဘက်ကအချက်လည်းမရှိဆန္ဒလည်းမရှိပဲထို့အရာဖြစ်ပြက်သွားခဲ့သည်။သူမအကြောင်းလံတကြားဖြင့်မေးသည့်အခါတွင် သူကတိတ်မဆိုးရင်ပါနဲ့။နောင်ကြတော့လူကြီးတွေကိုဖွင့်ပြောပြီး လက်ထံမှာပေါ်ဟုသူပြောခဲ့သည်သူသည်ဂတိအတိုင်းရောက်လာက လူကြီးမိဘတွေကိုလာရောက်တောင်းရန်ခဲ့သည် ထိုအချိန်၌သူမမှာသူမ၏စိတ်နာကြီးပွဲအဖြစ်ပြက်၏အတိတ်အနက်ကိုပြန်၍စဉ်းစားနိုင်လောက်အောင်ရင့်ကျက်နေပြီထိုအခါကျမှ သူမသည် သူ့ကိုချစ်ခင်ခြင်းလည်းမရှိလေးစားခြင်းလည်းမရှိကြောင်းသိလာခဲ့ရသည်သူအိမ်မက်ထဲတွင်ရှိခဲ့သည့်ဆံပြယောက်ျားတစ်ယောက်၏အရေးချင်းမျိုးတစ်ဆက်ကလေးမှမရှိကြောင်းကိုတွေ့လာရသည် သူရရင်မိတို့လောက်ရမည်နီသူမအဖေမှာလွန်ခဲ့သောနှစ်နှစ်ခန့်အကွယ်လွန်သွားခဲ့သည် အမေမှာထိုသူဤအတင်ရဲမှုကြောင့်အံ့အားတက်နေသည်သူရရင်အမေသည်ဘာမှကွန့်ကွက်ပြောဆိုခြင်းမရှိတမီးကလွတ်လွတ်လပ်လပ်ဆုံးဖြတ်ခြင်းနဲ့ဒီတော့ဒီကိစ္စမှာလဲတမီးပါတာလွတ်လွတ်လပ်လပ်ဆုံးဖြတ်ပါဟုအမေကပြောခဲ့သည်သူမသည်သူမရောက်ရှိနေသည့်အကြက်အဲကိုသဘောပေါက်ပါသည်မိမိသည်သူကံလန်းချက်ကိုလက်ခံပြီလောသို့မဟုတ်တက်တက်လုံး တကားပိတ်ထားလိုက်တော့မီလောအဖြစ်မှာသူမဆက်ဆုပ်ရင်မုံသောအခြေအနေမျိုးကိုတို့ရအောင်တွန်းပို့နေသည့်အခြေအနေမျိုးဖြစ်သည်သူမသည်လှပချောမောသောမိန်းကလေးတစ်ယောက်ချမ်းသာသောမိန်းကလေးတစ်ယောက်စိတ်ထားဖြူစင်မြင့်မြတ်သောမိန်းကလေးတစ်ယောက်ယခုတော့သူမသည်တည်တည်ချာချာရက်လုံထားသည့်ပိုက်ကွန်ကြီးထဲတွင်အကာအကွယ်မဲ့စွာရုန်းကန်နေရလိမ့်မည်သူကမူပိုက်ကွန်ကြီးထဲတွင်ရုန်းကန်နေသည့်သူမကို အာသာငန်းသောမျက်လုံးများဖြင့်ငုံကြည့်နေသည် သူမ၏ရိုးအားမှုကိုအခွင့်ကောင်းယူသွားခဲ့သည်ယခုသူမကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင်စဉ်စားချင့်ချိန်နိုင်သောအရွယ်သို့ရောက်လာခဲ့သည့်အခါတွင် ထိုအချက်ကိုအခွင့်ကောင်းယူကအပေါ်စည်းနေရာကိုယူလာခဲ့သည်ဘယ်လိုလဲကိုဂရိတီတယ်နော်ကိုဂရိအတိုင်းမင်းစီကိုကိုပြန်လာပြီးလူကြီးတွေစီမှာပြောမယ်အေးလေကိုကမင်းကိုချစ်တာကိုဟု သူပြောခဲ့သည်မင်းကစာတင်နာကိုဝါသနာပါတော့ ကောလိမ်မှာဘွဲရအောင်တော့တက်ရအောင်မယ်ဆိုတာကိုနားလဲပါတယ်ဟုလဲသူကဆက်ပြောသည်သူမတသက်တွင်ထုံမြလောက်တစ်ခါမှဒေါသမထွက်စဘူးသူမသည်အယုတ်ဆိုးအကြီးတန်မှုကိုစန့်ကျင်ကပ်ကွက်တကယ်တော့ယခုလဲအတင်းအဓမ္မအနိုင်ယူခြင်းမျိုးကိုစန့်ကျင်ကပ်ကွက်ခဲ့သည်ဒီတတက်တွင်အိမ်အောင်မပြုရလင်ဟောဘာဖြစ်သေးသမီးသူမသည်သူတယောက်တည်းနေရသည့်ဘဝကိုလှိုက်လဲစွာကြိုးဆိုသည် ကိုတိတ်ခါကိုရိုသေစွာဖြင့်တယောက်တည်းအတီးကျန်ဟုမခေါ်တာထို့ပြင် သူသည်သူမ၏ပဆက်ကိုသာမတ်မောချောင်းကိုလည်းသူမသိသည် ထို့ကြောင့်ပင်လည်းသူမကဟင်းအင်းအမေရဲ့တမိသူ့ကိုမြူချင်မှုဟုပြောခဲ့သည်ထို့အခါတွင် သူ့အမေကလည်းပထမဆပြီးပြောကလေးကတမိမငင်းခဲ့တဲ့အတွက်မိမိတောင်အံ့ဩသေးတယ်ဟုပြောသည်သူကရှေးမှာစီးပိတ်၍ရက်ပြီးဘာဖြစ်လို့ငင်းတာလဲယင် ဒီလိုညင်းလိုက်ရင်မင်းဘဝဘလို့ဖြစ်သွားမယ်ဆိုတာမင်းသဘောပေါက်ရဲ့လားမင်းဒုက္ခတွေ့မယ်ဆိုတာသိရဲ့လားသူမကသူမမျော်လင့်သည့်ပြင်းထန်ခါးသီးမှုမျိုးဖြင့်ပြန်ပြောခဲ့သည်ရှင်နဲ့လက်ထပ်တာနဲ့စာရင်အဲ့ဒီဒုက္ခတွေကပိုကောင်းပါတယ်เจ้ามาบ่วยได้อาคารเเฉิงอาม้าโกผิดยันด้วยอลุตคุกูก็รอลุกฉินดีโทจ่องตูมาดีเจ้าเสียอาวินลุกเข็ดดี လက်ထပ်ဖို့အခွင့်အရေးတွေမကြာခဏပေါ်ပေါက်ခဲ့ပါသည်တို့ရတွင်ပေါ်လာသည့်အခွင့်အရေးတိုင်းကိုသူမှညှင်းပယ်ခဲ့သည်သာဖြစ်ပါသည်တမီးကဘသူ့အိုမှသဘောမကျဘူးလားဟုအမေကမေးသည်တမီးလုံနေတာကိုတမီးသိပါတယ်အမေရဲ့ဟု သူမကတိုးတိမ်ညှင့်သားစွာပြောပါဒါပေမဲ့အချိန်တွေကတရင်ရွေသွားနေပြီတမီးရဲ့။သူကြိုက်တဲ့လောက်သွားစမ်းပါစေအမေရဲ့။တမီးကျေနပ်ပါတယ်။ ။သူမသည်တနေ့ထက်တနေ့အသက်ကြီးလာလိမ့်မည်။သူမသည်အချစ်ကိုရှောင်သည်၊ကြောက်သည်။သူမ၏ဘဝသည်ပျော်ရွှင်စွာမဟုတ်သည့်တိုင်ငြိမ်ချမ်းစွာ၊ငြိမ်သက်စွာတော့ကုန်ဆုံးသွားလိမ့်မည်ဟုခွန်အားရှိသည်များဖြင့်မျှော်လင့်ထားသည်။ပျော်ရွှင်မှုဆိုသည်မှာအချစ်နှင့်မိခင်ဘဝတို့တွင်သာရှိသည်မဟုတ်အခြားအရာများတဲ့တွင်လည်းရှိသည်ဟုသူ့ဘာသာသူ သွေးဆောင်ဖျားယောင်းကြည့်သည်။သူမ၏ခိုင်မာသည့်တန်ိဋ္ဌံကိုမူဘယ်တော့မှနောင်တမရ။ မနှက်ဖြန်တွင်ဘာဖြစ်မည်ဟုမိသူပြောနိုင်သည်နီတို့ရရင်သူ့ဘဝရဲတွင်သူနောက်တစ်ကြိမ်ထပ်မံပေါ်ပေါက်လာအောင်မည်နေ့ရှိသည်၍သူနှင့်ဆက်ဆံနေရအောင်မည်အတိတ်ကိုအသက်ရှင်၍နာကျင်သောပြစ်ဆုံးပန်းဖြစ်အောင်သူလွတ်အောင်မည်ဆိုသည်ကို တွေးမိသည့်အခါတွင်မူသူမတော်တော်စိတ်ညစ်သွားသည်သူယုံခံရဲတွင်သူမနှင့် ပထမဆုံးအကြိမ်နှစ်ယောက်ချင်းဆုံမိသည့်အခါတွင်သူကမေးသည်နေကောင်းတယ်နော် ုတ်ကဲ့ကောင်းပါတယ်ဟုသူမကအေးဆက်ဆက်ဖြင့်ဖြေခဲ့သည် သူသည်အတန်ကြာစုံဆိုင်တွေ့ဝေနေပြီးမှ နောက်ထပ်မေးခွန်းတစ်ခုကိုဆက်မေးသည်ကိုမေးတာကဟိုဟိုမင်းအိမ်အောင်ကြပြီလားလို့ကျမပြောပြီးပြီပဲနေကောင်းပါတယ်လို့သူမသည် စကားမြန်မြန်ပြက်အောင်ပြောချင်သူတယောက်ဤလေးတံမျိုးဖြင့်ခက်ပြက်ပြက်ပြောသည် ဝတ္ထုတို့လေးရတော့ဒီနေရာမှာအဆုံးသက်သွားပါပြီ။နားစင်ခံစားပေးသူအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ခွန် channel လေးရနေတူတာရတအဆုံးလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်။နားစင်ပေးသူအားလုံးကိုစိတ်နှပါရွှင်လန်းချမ်းမြေ့ကြပါစေရှင်။